တပေကြီးမျိုးနယ်ကိုစစ်ကောင်စီကပုံကျိတိုက်ခိုက်လို့ကလင်းငယ်တအုပ်အပါဝင်ပြည်သူ၁၂ဦးထပ်မင်းတိတ်ဆုံးခဲ့ပါတယ်။မနေ့ကဧပြီလ၁၈ရက်မနေ့၁၀တိုင်းမှာမန္တလေးတိုင်းတပေကြီးမျိုးနယ်ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျိတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။တိုက်ခိုက်မှုကြောင့်ကလင်းငယ်အပါဝင်ပြည်သူ၁၂ဦးထပ်မင်းတိတ်ဆုံးခဲ့ပြီး၃ဦးဒဏ်ရာရခဲ့ကြောင်းပြည်ဦးနေခဲ့ပတ်ကဖကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကပေါင်300ဘုံးစီးတလုံးကျဲချပြီးတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်တိုက်ခိုက်မှုကြောင့်လက်ကြကျွရကကလေးငယ်တအုပ်နဲ့အမျိုးသမီးနှုတ်အပါဝင်ပြည်သူ၁၂ဦးထံမှနေတိတ်ဆုံးခဲ့ပါတယ်လူနေအိမ်တွေလည်းပျက်စီးသွားခဲ့ပါတယ်ဒါ့အပြင်ဧပြီလ16ရက်တကြံအတက်နေ့မနေ့ပိုင်းမှာလည်းစစ်ကောင်စီကလက်ကြကျွရတွေကိုဘုံးကျဲတိုက်ခိုက်ခဲ့ပါသေးတယ်ဧပြီလ16ရက်နေ့လယ်ပိုင်းမှာလည်းစင်ကူးမြို့နယ်ကြီတောက်ပေါက်ကြီးရွာလေမှာရှိတဲ့စာသင်ကျောင်းနဲ့လူသွားလူလာများတဲ့ရေဆိုင်တွေကြားကို ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူတချို့အတန်းရရခဲ့ကြပါတယ်။စာတင်ဆောင်အပြင်ပြည်သူပိုင်အဆောက်အအုံတွေလည်းပျက်စီးသွားခဲ့ပါသေးတယ်။ဧပြီလ13ရက်ဒကြံအကျုံနဲ့ညပိုင်းမှာလည်းတပေကြီးမြို့နယ်မှာရှိတဲ့ချောင်းကြီးကျေးရွာကို Jet Fighter နဲ့စင်းတဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့ပါသေးတယ်။တိုက်ခိုက်မှုကြောင့်အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တိဆုံးခဲ့ပြီး10ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြပါတယ်။လူနေရင်15လုံးထက်မနည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။